မြမရွေးရင်ချင်းမှုမှုနှင့်အဖုံးဖြတ်နိုင်သောဗေဒင်ပညာရက်ကိုခေတ်မီညီပညာနှင့်ပေါင်းဆက်ကယုံကြည်စိတ်ချရသောဟောပြောမှုများဖြင့်တင်ဆက်ပေးနေသည့် Your Voice Channel မှကြိုဆိုပါရစေ။ကဘာမီကိုလက်ပတ်နေတဲ့ဂျိုနက်ကတ်တို့ရဲ့လှုပ်ရှားမှုလူသားတွေရဲ့ကံကြမ္မာပေါ်ရိုက်ကန်မှုများ ကျွန်ုပ်တို့၏ဘဝခီလန်းသည်မြေတီရက်တို့ဥတည်နေပါသလဲ။ယနေ့မြမရွေးရဗေဒင်ပညာ၏အုတ်မြစ်တစ်ခုဖြစ်သောဝိသုဒ္ဓကိုကွန်နက်ဆာ၍ကျွမ်းရှာခြင်းနိလန်းကိုသုံးပြုပြီးတသက်တာလုံးအတွက် အတိတ်ပြစ်စုံပန်းအနာဂတ်တို့ကိုတွေ့ချက်ကတိကျပြတ်သားစွာဖော်ထုတ်ခေါ်ကြပေးမိအလှည့်ပဲဖြစ်ပါတယ်ဒီစီဇန်ကိုတင်ဆက်ပေးမိသူကတော့ရောအပေါ် channel ရဲ့ဗီဒီယိုလက္ခဏာကံပြပညာရများကိုနှစ်ပေါင်းများစွာလေ့လာလိုက်စားခဲ့သည့်သူတ္တတီဆရာကြီးဦးမြတ်ဆန်ဖြစ်ပါတယ်ဆရာကြီးဦးမြတ်ဆန်၏ထုံးထင်းသိမြင်သောဟောပြောမှုများမှတဆင့်မိမိဘဝအကြောင်းကံကြမ္မာအကြောင်း အောင်မြင်မှုလမ်းစာများကိုယခုပဲသိရှိပိုင်ဆိုင်ရပါတော့ ရောပေါ် channel နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ခုနရဲ့သားသမီးအားလုံးဒီဝေရီဝေးကွာကြပါစေ။ accident လူရဆန္ဒပြေဝပါသေးကြောင်းဤရင်လက္ခဏာကံပြပညာသူတွေသည်ဆရာကြီးဦးမြတ်ဆံမရိုးရပေါ် channel ပါတစ်စက်ခုနရဲ့သားသမီးများအားလုံးကို လောက်ကွန်ဆက်တာပါတယ်။ဆရာတို့ရဲ့ channel ကိုကရိုးရာပေါ် channel ဖြစ်ပါတယ်။အားကြောင့်ရိုးရာပေါ် channel လို့အရတယ်လဲဆိုလို့ရှိတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေမှာရိုးရာဒလိထုံနှန်းစင်လာဆိုတာရှိပါတယ်။အဲ့ဒီရိုးရာဒလိထုံနှန်းစင်လာတွေကနေပြီးတော့မှဆရာကြီးဦးမြတ်ဆန်ကအင်းရင်းဆရာဖြစ်တာဖြစ်တဲ့အတွက်အင်းရင်းပညာနဲ့ပတ်သက်တဲ့ရှေ့ဆရာဆရာကြီးတွေအော်ကျွန်တော်တို့ကဝလမိုင်းလို့ခေါ်တဲ့ပရောဟိတ်ပညာရှင်ကြီးတွေ မှတ်သားပြီးတော့မှကျွန်တော်တို့ဒီလိုစူးစောင်းခဲ့တဲ့အတတ်ပညာများကိုပြန်လဲပေါ်ကျူးပေးတဲ့ channel ဖြစ်တာဖြစ်တဲ့အတွက်ရိုးရပေါ် channel လို့ဆရာတို့ကပြောခြင်းဖြစ်ပါတယ်။အဲဒီဆရာတို့ရိုးရပေါ် channel ရတဲ့ဆင်မဆရာကြီးဦးမြတ်ဆန်ကဒီတစ်ပတ်မှာတော့ဟောကျွန်တော်တို့အချို့လဲသိပြီးသားပါပညာရှင်တွေပညာတတ်တွေနေရင်ဆရာတွေတော်တော်များများလဲတုံးကြပါတယ်။အဲ့ဒါကတော့အကျွင်းငင်ဆရာကြီးလို့ခေါ်ပါတယ် မွေးတဲ့အချိန်မှာကျွန်တော်တို့လာမွေးတဲ့တက်ကလေးကိုကျွန်တော်တို့ခုနှစ်စားကျွေးလာတဲ့အကျွင်းစရိုက်ပေါ့ဒီကျွင်းနှစ်ကျွင်းသုံးကျွင်းလေးကျွင်း၅ကျွင်း၆ကျွင်းခွန်ကျွင်းဆိုအဲ့လိုသုံးညကျွင်းလို့ခေါ်တဲ့အကျွင်းညင်စရိုက်ဒီအကြောင်းကိုအဓိကထားပြီးတော့ဟောကြားတယ်တော့အကျွင်းညင်စရိုက်အကြောင်းလေးဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဘက်ကဆရာကတခုကျွင်းတနင်္ဂနွေသားပြည်များအတွက်အကျွင်းညင်စရိုက်အကြောင်းကိုဆရာတင်ပြခဲ့တယ်လို့ပဲဒီတစ်ပတ်မှာတော့တခုကျွင်း တင်းလာသားသမီးများရဲ့အကျွင်းညင်စရာအကြောင်းနဲ့ထာဝရအကျိုးပေးတဲ့လုပ်ငန်းတွေအကျိုးပေးတဲ့ကဏ္ဍတွေနောက်စောင့်ရံတွေရှောင်ရံတွေအကြောင်းကိုဒီတစ်ပတ်မှာဆရာကရိုးရပေါ် channel ကနေတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့တခုကျွင်းတင်းလာသားသမီးများ ဟာတဲ့ဟောသာတာအနေနဲ့ပြောမယ်ဆိုရင်တော့ဥဒိယမှာကြတာဖြစ်တဲ့အတွက်ဟောသာတာကတော့ဥဒိဝါလို့သူတိများတာပေါ့ဗျာ ဲ့ဒီပူဒီဘွားမှာတဲ့ပူဒီသဘောမကျော်သောနှမျောတွန်တူလာဟုတ်ကဲ့နှစ်တခုကျွင်းဟလာကျွန်တော်တို့တင်းလာတာပူဒီဘွားတွေကတော့ငယ်စဉ်ကချူကြတတ်တယ်ပျော့ညံ့တတ်တယ်နှမျောတတ်တယ်တော့တွန်တူတတ်တယ်လို့ခေါ်တာပေါ့တချို့ကြတော့လေပြောကြတာရှိတယ်ဒါကတော့ကောင်းတဲ့ဘက်ကပြန်ကြည့်ရတယ်လို့တဲ့ညစွာဘုရားပူဒီဘွားပြစ်တာပြစ်တဲ့အတွက်ပူဒီသဘောမကျော်သောလို့ခေါ်တယ်လို့ပဲတဲ့ကျော်သောပူဒီအတုမရှိဘူးလို့ မြတ်စွာဘုရားကိုယဉ်ကျွမ်းတာဖြစ်ပါရဲ့ခင်ဗျာနော်ဥဒီဝါရီကကြော်တော်မြင်လေဘသူမှလိုက်မမီတတ်တဲ့ကံတရားမှရှိပါတယ်ထုံနည်းလူသာပဲတဲ့အခုဒီတပတ်မှာတော့တခုကျွင်းတင်းလာတာဥဒီဝါရီအကြောင်းကိုဆရာကအော်ကျွန်တော်တို့တင်ပြပေးမှဖြစ်ပါတယ်တင်းလာတာဥဒီဝါရီဟာတဲ့အော်သူတို့ရဲ့ဘဝတသက်တာမှာတဲ့လေဝတ်စွာလှုပ်ခံရတယ်အော်ကျွန်တော်တို့ငွေကြောက်ကားတွေအကျိုးမပေးဘူးဘာပဲလှုပ်လှုပ်ငွေချင်းနဲ့ပတ်သက်လာရင်မမြဲတတ်ဘူး တော့ဘလောက်ပဲကျင့်နေအောင်စုံစားထားတော့ကျွန်တော်တို့ငွေရလက်ထဲကိုမမြဲတတ်တာတနင်းလာတော့တခုကျွင်းစာတာချင်းပုတိဝါရီအကြောင်းဖြစ်ပါတယ်တခုကျွင်းတနင်းလာတာပုတိဝါရီမှာတဲ့တော့ကျွန်တော်တို့သူတို့မှာရန်ဂျူလို့ခေါ်တဲ့တောက်ကြဂျူအတွင်းရံပေါ့ဗျာတော့ကျွန်တော်တို့ဓမ္မတော့ကလို့ခေါ်တဲ့အတွင်းရံလို့ခေါ်တဲ့ရန်ဂျူကလည်းယာသားရီမှာရှိတာဖြစ်တဲ့အတွက်သူတို့ကပြိုင်ဆိုင်မှုအင်အားတွေအရန်ကြီးပါတယ်ခင်ဗျာဘာပဲလို့လို့ဘဝစပြီးဆိုကြတဲ့ကွာ ကြမ်းတမ်းတယ်ခက်ခဲတယ်ရုန်းကန်ရတယ်လှုပ်ရှားရတယ်အခါလေကြလို့ရှိရင်ပထမအရွယ်ဒုတိယအရွယ်မှာအရင်ခက်ခဲကြမ်းတမ်းတဲ့ကံတရားတွေရှိပါတယ်ဘုဘတော်ညာလေတဲ့ကံကြောင်းတရားကြောင့်တဲ့တတိယအရွယ်မှာလေတဲ့စိုင်းကိုရင်လဲခြုံပေါ်ရောက်စီတတ်တာတခုကျွင်းတနင်းလာတာဘုဒီဘွားကြီးဖြစ်ပါလေခင်ဗျာနော်အဲ့တော့တခုကျွင်းတနင်းလာတာဘုဒီဘွားကြီးဟာတဲ့ရန်ကျူလို့အတွင်းရန်လို့ခေါ်တဲ့တောက်ကြကျူကရာသအိမ်မှာရှိသလိုပဲတဲ့တော့ကျွန်တော်တို့ အောင်ပါကလားဆိုလို့ကျွန်တော်တို့ဗုဒ္ဓဘူးကျူကဘောနော်ကျွန်တော်တို့အောင်ပါကလားဆွေသားတော်ရင်မိဘချင်းလို့ခေါ်တယ်။တော့ကျွန်တော်ဗုဒ္ဓဘူးကျူကလည်းမရဒအိမ်မှာရှိတာဖြစ်တဲ့အတွက်အကူညီတွေမသားတွေလည်းမရစီတတ်ပါဘူးခင်ဗျ။နော်။အော်တော့မိကျူကသိနေကြဟိုးဗျ။အောင်ပါကလားဆွေသားတော်ရင်မိဘချင်းလို့ခေါ်တယ်။အပြင်မိကကျွန်တော်တို့ဓာတ်မိကလည်းသိနေကြဖြစ်တဲ့အတွက်အချို့ကိစ္စတွေမှာအစာမဆေးမဖြစ်စီတတ်ပါတယ်ခင်ဗျ။အဲဒီသားအမေတခုကျွင်းတင်းလာတာဥတီပါတွေဖြစ်ပါတယ် ဖုန်နေလူသွားပဲတဲ့။ဟောကျွန်တော်တို့ကိုယ့်ရဲ့ပတဝီတက်လို့ခေါ်တဲ့ကြာသာပရိယလည်းအဓိပ္ပာယ်မှာဖြစ်တာဖြစ်တဲ့အတွက်ဘလောက်ပဲစိတ်ဆုံးပြတ်ချက်ခိုင်ခိုင်ငမာနဲ့လုပ်လေတဲ့။ခေမာဆိုတဲ့ဓာတ်ရံဖြစ်တာဖြစ်တဲ့အတွက်ဟောကျွန်တော်တို့စိတ်ဆုံးပြတ်ပြီးမှအာကိုကိုကိုယုံကြည်မှုအားနေတဲ့အတွက်တေလွယ်လေးတွေလည်းလွယ်စီတတ်တဲ့ကံတရားမှာရှိပါလေခင်ဗျ။ဟော။ဖုန်နေလူသွားပဲတဲ့။ကိုယ့်ရဲ့အညွတ်ကြွားတိုက်ကြွားဖြစ်နေတာဖြစ်တဲ့အတွက်အညွတ်ကလည်း ညံ့နေတတ်ပါလေခင်ဗျ။တို့ပါတော့ညာလေကိုယ့်ရဲ့ယုံကြည်စွာတဲ့အတိတ်ကံတွေလုံမယ်။ကောင်းမှုကုသိုလ်တွေလုံမယ်။အတိတ်ကံတွေကံကောင်းခဲ့မယ်ဆိုလို့ရှိရင်တော့လေတဲ့။ပဋ္ဌာန်းတည်းရဲ့ကုညီခြင်းမာသာခြင်းကြောင့်တဲ့။တော့တတ္တရာရဲ့မှာဖြီးပေါက်ချဲပေါက်။တော့ကျွန်တော်တို့ဥဇာတာတွေကံကောင်းစီတတ်တဲ့တခုကျွင်းတနင်းလာတာပုဒီပါရီဖြစ်ပါလေခင်ဗျ။နော်။အဲ့တော့တခုကျွင်းဇာတာချင်းတနင်းလာတာတွေဟာတဲ့။ဘဝမှာကံကောင်းစရာရှိရင်လေအယောင် အရန်ကောင်းပြီးတော့အောင်မြင်စေတတ်တယ်လို့ကံကောင်းမှုလည်းတော်တော်ယုံကံလှုပ်ရှားကြိုးစားရတာတခုချင်းတနည်းလာသားသမီးတွေဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့တခုချင်းတနည်းလာသားသမီးများဟာတဲ့မိမိရဲ့အတိတ်ကံကြောင့်ငွေကြေးဥစ္စာတွေရှိပြီရှိ냐တော့လေကိုယ့်ရဲ့ဉာဏ်အာဉာဏ်ချင်းကြောင့်တဲ့ရှိတာတွေကုန်စီတတ်တာတဲ့တော့ကျွန်တော်တို့ညီဘော်ကလေးလေးတဲ့ညီအောက်ကလေး၄၀လို့ခေါ်တဲ့တတိသားကြီးတယောက်ဟာတဲ့မိဘတွေဘလောက်ပဲကောင်းတာတွေထားခဲ့ထားခဲ့ရွှေငွေဥစ္စာတွေထားခဲ့ထားခဲ့ ကိုယ့်ရဲ့ညံနေပါခြင်းကြောင့်တဲ့ဖွဲ့ဆွဲပြီးတောင်းစားတဲ့ဘဝတွေလည်းရောက်စီတတ်တာတစ်ခုချင်းတင်းလာတာတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ကံလေးတွေကံကောင်းတဲ့အချိန်မှာညံကောင်းကောင်းနဲ့အလုပ်လုပ်ဖို့လိုပါတယ်။ကံဆိုတာပြုလုပ်ခြင်းဖြစ်တာဖြစ်တဲ့အတွက်ကိုယ်လုံးမှကိုရတာတစ်ခုချင်းတင်းလာတာတွေဖြစ်ပါတယ်ခင်ဗျာနော်။ဒါကြောင့်မလို့မိမိရဲ့ကံတရားမှာတဲ့ဘာပဲလို့လို့အတိုက်ခံနေနဲ့အမြဲတမ်းလိုရတယ်။တစ်ခုချင်းတင်းလာတာတွေဖြစ်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ယုံကြည်မှု เนาะကိုယ့်ရဲ့စိတ်เนาะကျွန်တော်တို့တီတီဂျီဂျီနဲ့ဘာသာတရားတို့လည်းကောင်းကောင်းမူဝင်လို့ကြောင်းမောင်တန်တန်လို့မလျှော့တော့ဇွဲလုံးလားဝရိယနဲ့လုံးမဲ့ဆိုရင်တော့တော့ငုံမိတဲ့တိုင်းနဲ့တက်နိုင်ရင်တရားရောက်ဆိုတကယ်တော့ကိုယ့်ရဲ့ကြိုးစားအဖို့မှုရဲ့ပန်းတန်ရတော့တဲ့လိတ်လို့ပဲအလုတ်လို့မှန်မှန်တာလုပ်ပါတဲ့ကောင်းမှုကုသိုလ်တွေနဲ့ကြိုးစားအထုတ်မှုရှိမဲ့ဆိုရင်တခုချင်းတနည်းလားသာသမီများဟာတဲ့တနည်းနဲ့တစ်ချိန်ကြီးမှာထိတ်ဆုံးကိုရောက်မယ်ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကရိုးရပေါ် channel ကတစ်စက် တခုကျွေးတနည်းလာသားများအတွက်တင်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့တခုကျွေးတနည်းလာသားသမီးများအတွက်ကအဓိကအားကောင်းတာကတော့တဲ့เนาะကျွန်တော်တို့၃လို့၃ညလို့၅လို့เนาะကျွန်တော်တို့အဲ့ဒီကနေနီးပါတာတွေများများထိုးပေးပါဖြီးထိုးမယ်ကန်စားမယ်ဆိုရင်အဲ့ဒီအချိန်ကာလတွေလုပ်ပေးပါခင်ဗျเนาะအဲ့ဒီနေရက်တွေအဲ့ဒီအကျိုးပေးကနန်းနေနဲ့လုပ်မယ်ဆိုရင်ဘဝမှာကံကောင်းခြင်းဖြစ်စေကြပါတယ်ခင်ဗျ၃လို့၃ညလို့၅လို့ ပါတဲ့ကနန်းတွေတီထိုးမဲ့ချဲထိုးမဲ့ကန်တရားစမ်းမဲ့ဆိုရင်သိကောင်းတယ်ကာလာတွေဖြစ်တဲ့ဆိုတဲ့အကြောင်းနောက်တစ်ခုကမိမိရဲ့ကန်တရားမှာကန်ဆိုးပြီကန်ညက်ပြီကံမကောင်းမှုလို့ထင်တယ်ဆိုလို့ရှိလို့ရှိရင်တဲ့မိမိရဲ့အိမ်ရဲ့အောက်မိမိနေအိမ်ရဲ့အောက်ပါတော့ကျွန်တော်တို့အမိုက်တရက်တွေကိုရှင်းပေးပါနောက်ကြီးစုပ်တို့ဖနှက်စုပ်တို့ရှိလို့ရှိရင်လည်းစွန့်မြစ်ပေးပါခင်ဗျနော်မိမိရဲ့ဘုံမိရဖြစ်တဲ့တနေ့လာရဲ့ဘုံမိရဖြစ်တဲ့စနေတော့ပါဘူး အသွာလာတွေစင်ကျင်ပါခင်ဗျာနော်တော့ကျွန်တော်တို့အဝတ်တက်တက်တာမှာတဲ့အိမ်အောက်မှာအိမ်နွေးမှာအိမ်အိမ်ချံဝင်းအတွင်းမှာတဲ့တန်တန်ရှင်ချင်းပြောင်ပြောင်စင်စင်နဲ့တန်တန်ရှင်ချင်းပြောင်ပြောင်စင်စင်နဲ့ပြုလုပ်မဲ့ဆိုရင်လက်တွေလည်းပွင့်စေတတ်တယ်လို့တခုချင်းတင်းလာတာသမီးများအနေနဲ့အမြဲတမ်းကံကောင်းစေခြင်းနဲ့ဆိုရင်တော့အိမ်ပြားမှာတဲ့ကစွန်းညုံလေးကိုထာဝရလှူပြီးတော့မှလိုတဲ့စုကိုတောင်းမဲ့ဆိုရင်ကံကောင်းခြင်းဖြစ်စေတတ်တယ်ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆံမှရိုးရပေါ်ချန်ထဲမှာတစ်စိမ့် တင်ပြပေးခြင်းဖြစ်ပါတယ်။တခုချင်းတနင်္လာသားသမီးများဘဝကံတရားရဲ့အထူးကံကောင်းခြင်းနဲ့ဆိုရင်ဈေးဒီတဆူဆူမှာထီးလူချင်းဖြင့်ဘာဝရအတွက်ကံကောင်းပါရဲ့ဆိုတဲ့အကြောင်းရိုးရပေါ် channel မှာတစင်ဆရာကြီးဦးမြတ်ဆန်ကတင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ကိုနေသားသမီးအားလုံးကကြီးသုံးပါမှာအမြန်ဆုံးကြော်လာပြီးဒေဝရာတွေဝေးကွာပြီးမိသားစုတွေအမြန်ဆုံးအေးချမ်းသောဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါလိမ့်ခင်ဗျာ။ご覧いただき、ありがとうございます。 Thank you very much.